အဲ့ဒါပလီလေးပဲအဒတ်စပလီလေးဟာဇရတ်အဒတ်စရဲ့ပလီနော်ဟာဇရတ်အဒတ်စရာကဘူရုံးနဲ့အခုကျွန်တော်ပြောပြမယ်မော်မီယဆောဆာကတာအိပူလာခဲ့တယ်ဘူနဲ့ရုံးဆိုတော့ဝေးစားတာဇိုက်အင်ဟာရစ်အာရစ်ကအာရစ်စာနဲ့ဟုတ်ဟုတ်မကန်ကနေပြတော့နော်တမန်မီယဆောဆာမှာစောင့်ရှောက်ခဲ့တယ်ဘာကြီးတော့အဘူတာလေးဟာဇရတ်အလီရဲ့ဖခင်ဘာကြီးတော့အဘူတာလေးကအနမိန်ခံသွားတယ်ဘာကြီးတော့အဘူတာလေးစုံးသွားတဲ့ခါမှာတမန်မီယဆောဆာစိတ်သက်ကြသွားတယ် တော်တော်ကြီးကိုစိတ်ချကြတယ်အဲ့ဒါဘာလို့လို့ဆိုတော့အစ္စလာမ်ကိုသာသူလက်မခံခဲ့တာသူ့ရဲ့ကျေးဇူးတွေကကျွန်တော်တို့ပေါ်မှာလည်းရှိခဲ့အများကြီးတမန်တော်မြတ်စွာဘုရားကိုကိုင်ကြီးပန်ပိုးခဲ့တယ်ဘသူကမှကိုတော့ကိုလက်ဖမ်းနဲ့မတွေ့ရခဲ့ဘူးဟာစရဘာကြီးတော့အဘူတာလေးရှိတဲ့အချိန်ကတမန်တော်မြတ်စွာဘုရားကိုရှင်းနှစ်သားကနေပြီးတော့ဆောက်ရှောက်ခဲ့တာအသက်50ထိအောင်50နဲ့2နှစ်50နဲ့2နှစ်ထိထိဘာကြီးတော့အဘူတာလေးကဆောက်ရှောက်ခဲ့တယ် ကိုတော်များညမဖတ်နေတယ်ဆိုလို့ရှိရင်ဘသူကမှလာပြီးတော့လောက်ကြံလိုက်ဖို့ဆိုတာဘာကြီးတော်ဘုရားတက္ကမမမမရှေ့ကနေရက်နေတဲ့အတွက်ဘသူမှလာမရှိရဲဘူးအာရက်ဘလောကမှာဘာကြီးတော်ဘုရားတက္ကဩဇာအာဏာရှိတဲ့အတွက်ကြောင့်ဟုတ်လားတမန်တော်မြတ်စွာဆရာကအနေချောင်ခဲ့တယ်ဟုတ်လားကောင်းကောင်းမွန်မွန်နေလို့ရခဲ့ဘာလို့လဲကိုတော်မြတ်ကတောင်ဟစ်ကိုကြွေးကြော်ခဲ့တဲ့အတွက်ကြောင့်တမန်တော်မြတ်ကမကျဟုတ်လားမကျေနပ်ဘူး ဘသူတွေကမကျင်တတ်တာတော့ဘေးတမန်မြတ်စွာဆိုင်ရဲ့ဘာကြီးအရင်းတွေဦးတွေအရင်းတွေကစပြလို့မကျင်တတ်တာကျန်တဲ့ဝင်းပဲတွေအမျိုးတွေအားလုံးကကိုရောကိုလုံးဝမကျင်တတ်ဘူးဘာလို့လဲတောင်ဟိကိုကြွေးကြော်တာသနာအစ်စ်ကိုတဲဆောင်လာလို့ဆိုပြီးတော့သူတို့တွေကစိတ်ဆိုးကြတယ်စိတ်ချိုကြတယ်အဲဒီသာသနာကိုမှန်တယ်ဆိုတော့ကိုယ်တို့လက်စိတ်ထဲကနေကိုယ်တို့လက်ခံတယ်အလောရှင်မြတ်ကိုလည်းတို့သိတယ် ဒါပေမဲ့အဲ့ဒါကိုလက်ခံလိုက်မယ်ဆိုလို့ရှိရင်တို့ရဲ့ခေါင်းဆောင်ရာထူးကြီးကပြုတ်သွားမှာဆိုလို့တို့ကဒါတွေကိုလက်မခံဘူး။ကြည့်ထားဒါပြရှည်သွားလိမ့်မယ်အတို့ကျုပ်။အဲ့တော့ဒီလိုစောင့်ရှောက်ခဲ့တဲ့ဗာကြီးတော်အဘူတာလိဗ္ဗာဆုံးသွားတယ်၊ပွယ်လွန်သွားတဲ့အတွက်တမန်တော်မြတ်ဆိုတော့စိတ်အဲ့ဒါစိတ်မကောင်းဖြစ်နေတယ်။စိတ်ပြတ်ကျနေတယ်။အဲ့လိုစိတ်ဆင်းရဲနေတဲ့အချိန်မှာဘသူထပ်ပြီးတော့ဆုံးလို့ဆိုတော့ခတိကြမိခင်မခတိကြတိခင်မကထပ်ပြီးတော့ဆုံးတယ်တသနဲ့၃ရက်လားပဲဟုတ်လား၃ရက်နဲ့၃ရက်လောက်ပဲကြာတယ် တနနဲ့သုံးရက်လောက်ကင်းမှာတခါမိခင်ကဆုံးသွားတယ်။အသတိခတိယတခင်မကအပြင်ဘက်ကဘလောက်ဒုက္ခတွေရောက်လာတာစိတ်ဆင်းရဲတယ်ဘလောက်ပဲဖြစ်လာတာအဲ့ဒါအိမ်ထဲကိုရောက်လာတဲ့အခါမှာတမန်တော်မြတ်စွာဘုရားကိုအာဘိဇ္ဇနာပြောတော့အများနဲ့ကူးစုစောက်ချောက်ခဲ့တာကိုရောရဲ့တာဝန်ပတရားတွေလည်းဖတ်တယ်ပြောအလွန်ကြေပြုံခဲ့တဲ့မိခင်ကြီးဖြစ်တယ်။အသတိခတိယတခင်မကလည်းကွယ်လွန်သွားတဲ့အခါမှာကိုရောမြတ်စွာဘုရားစိတ်ထဲမှာတော်တော်ကြီးကိုဟာပါတာရင်ထဲမှာတော်တော်မကောင်းဘူး။ စိတ်အစင်းရဲ့ဆုံးအဲ့ဒီမြစ်ကိုအာရပီလိုအာဘလိုဆိုစိတ်ညစ်စရာအကောင်းဆုံးကပြည့်လို့ခေါ်ပြီအဲ့တော့ဘာကြီးတော့အဘူတာလက်ကမရှိတော့ဘူးဆိုတဲ့အခါမှာအစရုံးတဲ့ကမကျေနပ်တဲ့ကာဖီမူရှရစ်တွေကနေပြီးတော့ကိုရော့ကိုအသက်ကိုရန်ရှာဖို့ဒုက္ခတွေပေးဖို့ကဘူးတအားနေကြီးပဲဆိုင်းကျင်းလာတဲ့အခါမှာတမန်နရဆလာဆာကမွေးစားတာဖြစ်တဲ့ဇိုက်ဘင်ဟာရီစာကိုခေါ်ပြီးတော့ဘယ်မူလာလို့ဒီသွားအခုကျွန်တော်တို့ကားနဲ့လာတယ်ပေါ့လား လမ်းဘေးဒီဘွဲရမှာတွေ့တယ်မဟုတ်လားကောင်းကြီးအဲ့ဒီကောင်းကြီးဘာသစ်ပြဘာအရေးမှမရှိဘူးဘာစားကြတောက်ကြမှမရှိဘူးချီချင်းပြက်လာကဲငါတို့မကံပြုတ်မှငါတို့ကျိုးပန်းတဲ့ဒင်းနဲ့ပတ်သက်ပြီးတာသနာနဲ့ပတ်သက်ပြီးတော့ကျိုးပန်းတဲ့တာသနာကိုပြတ်နေဘူးမှလက်မခံဘူးအဲ့ဒီအပြင်ငါတို့ကိုရန်ရှာလာပြီအဲ့တော့တောင်းအိတ်ဆိုတဲ့မြို့ဆိုတာရှိတယ်ဒီတောင်းအိတ်မြို့မှာရှိတဲ့သူတွေကတော်တော်များများကဒီမှာကဟာလာချမ်းသာကြတယ်ကျွယ်ဝကြတယ်အဲ့ဒီလိုနဲ့ကတပြေးများလား အခုလည်းပဲတထဲတွေနော်သွား AV ကသွား AV ကတထဲတွေသူတို့တွေကမကာမှာသူတို့တိုက်တွေဟိုတယ်တွေအများကြီးပိုင်ထားတယ်အဲ့ဒီမှာသူတို့ငန်းစားနေကြတာနော်မကာမှာရှိတဲ့ဂျင်နာမှာရှိတဲ့ရီယတ်မှာရှိတဲ့ဒီကဲမျိုးကြီးတွေမှာဒီသွား AV တွေပိုင်တယ်အဆောက်အုံတွေအများကြီးရှိအဲ့တော့သွား AV ကိုတော့သွားလိုက်မယ်ဆိုရင်ငါတို့เนี่ยဆွေရိတ်ရွေးရိတ်တွေမကင်းဘူးသူတို့တွေကစီးပွားရေးနဲ့တောင်းကျင်းကြပြီးလူပေါင်းသူပေါင်းတွေဖြစ်တယ်ဆိုပြီးတော့တမန်တော်မြတ်ဆလောလ္လာဟူအလัยဟိဝါစလမ်ကအဲ့ဒီလွန်နှင်းချက်နဲ့ ်ဘာလို့တော့ဆိုတော့ဒီကွာအိတ်ကိုချီချင်းကြွားမြန်လာခဲ့အဲ့ဒါလို့ချီချင်းကြွားမြန်လာပြီးတော့ကွာအိတ်မြို့ကိုရောက်တဲ့ခါမှာကွာအိတ်မြို့ကိုအုပ်ချုပ်နေတာကညီကိုသုံးယောက်တယောက်ကဘယ်လိုလုံးဆိုတော့မဆူနောက်တယောက်ကဘယ်လိုလုံးဆိုတော့ဟဘီနောက်တယောက်ကဘယ်လိုလုံးဆိုတော့အပ်တေယာကြီးတဲ့ညီကိုသုံးယောက်ကအုပ်ချုပ်တယ်သူတို့ကတကယ်လည်းတမန်တမန်မှုတွေရှိတယ်ဟဲ့လားခုနကလိုအုပ်ချုပ်မှုပိုင်းနဲ့ကောင်းတယ်သူတို့ကိုယ်တိုင်ကလည်းပတ်စံချမ်းသာကြွားရတဲ့သူတွေဖြစ်တယ်အဲ့တော့ဘိုင်းမြို့သူလူသားတွေကသူတို့ကိုလည်းဒေသ ။ဆိုတော့ကတမန်တော်မြတ်ဆိုတော့ဆံကနေပြီးတော့သူတို့ရှိကူပဲသွားတွေ့လိုက်ရဲ့ကောင်းပိုင်းလူကြီးပိုင်းတွေကိုသွားပြီးတော့တွေ့လိုက်မယ်ဆိုတော့အစီအပြီကောင်းမယ်ဆိုပြီးတော့သွားပြီးတွေ့တွေ့တဲ့အခါမှာသူတို့တွေကနေပြီးတော့တမန်တော်မြတ်ဆိုတော့ဆံကိုပိုးစိုးပစ်စစ်ဆက်ဆံလိုက်ဖဲချပြီးတော့ဆက်ဆံလိုက်အဲ့ဒီကူကျွန်တော်တို့မှတ်ထားနော်ကျွန်တော်တို့မှာဗဇက်ကြီးပါတယ်နာဒီပါတယ်လို့တခြားသူတွေမှလည်းပါဇက်တွေပါတယ်နာဒီပါတယ်ကျွန်တော်တို့မှပါဇက်တစ်ပုတ်ပဲပါတယ်ညနှုံးကနှလုံးပဲပါတယ် တခြားသူတွေမှာမျက်လုံးပေါင်းတောင်များစွာရှိတယ်။ဇက်ပေါက်ပေါင်းလုံများစွာရှိတယ်။အဲ့တော့စိတ်နာအောင်ဘုသူ့ကိုမှမလုံမိကြည်နဲ့။တမန်တော်မြတ်ကြီးဆရာဆရာကဒီစိတ်ထဲမှာနာသွားတဲ့ဟာလားဘုရားလိုပြောတဲ့ physical physical trauma နောက်တစ်ခါ psychological trauma ဆိုတဲ့စိတ်ဒဏ်ရာနောက်တစ်ခါဘုရားလိုပြောတဲ့ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေအဲ့ဒီရုပ်ပိုင်းဆိုင်ရာဒဏ်ရာကိုစိတ်ပိုင်းဆိုင်ရာဒဏ်ရာကိုတမန်တော်မြတ်ဆရာဆရာကအများကြီးဒီပိုင်းပြပါတယ် တကြောင်ထီရောက်ထီကွမှုတွေအများကြီးရှိခဲ့တယ်။အများကြီးအေးဆေးသွားတဲ့အချိန်မှာတော်တော်ကြီးတော့နှစ်တွေတော်တော်ကြာသွားတဲ့အချိန်မှာအာဂတိအာရှာတစ်ခင်မကတမန်တော်မြတ်ဆရာဆံကိုမေးတယ်။အိုးကိုတော့ကိုရိုးရဲ့တက်တန်းမှာကိုရိုးစိတ်အထီးခိုက်ဆုံးစိတ်အညစ်ဆုံးစိတ်အညစ်ညာဆုံးစိတ်ဝမ်းမြေအကြေခွင့်ရဆုံးအချိန်ဟာအိုးဟုတ်မှာပေါ့လားဆိုပြီးတော့အာဂတိအာရှာတစ်ခင်မကမေးတဲ့ကံမှာတမန်တော်မြတ်ဆရာမဟုတ်ဘူးလို့ငါစိတ်အထီးခိုက်ရဆုံး စိတ်ထိခိုက်မှုအများဆုံးကငါသွားအိမ်လို့မှကြုံခဲ့ရတာအဲ့တော့စိတ်တိုင်းဆိုင်ရာဒဏ်ရာရသွားတဲ့သူပြောတာတော်နဲ့မေ့ဖို့ခက်တယ်ဖင်းလို့တာဖင်းလို့နိုင်လေဖင်းလို့နိုင်လေဒါပေမဲ့အဲ့ဒီဒဏ်ရာကိုမေ့မှာမဟုတ်ဘူးနော်အဲ့တော့ဖဲစားဆက်ဆံတာဒီမှာဒီမလုံနဲ့ကဲအခုနောက်အကြောင်းကိုပြန်ဆက်မယ်နော်တမန်နိမဆောဆံကိုသူကဘလို့ဖဲစားဆက်ဆံလိုက်ကုန်ဆိုတော့အကြီးဆုံးအကိုကြီးဖြစ်တဲ့မဆုတ်ကတည်းကပြောတော့ဆိုမင်းကွာတဲ့မင်းကွာတဲ့အလောက်ရှင်ရကလေးတဲ့ မင်းအပြင်နောက်ထပ်နဗီတို့ကြာလူမရှိတော့ဘူးလားတဲ့လောကကြီးမှာကြည်တတ်ကြည့်တမန်တော်မြတ်ဆန်ဆန်ကိုလက်မခံတဲ့ခင်ဒါဝတ်ကိုလက်မခံတဲ့ခင်စိတ်နာပြကောင်းတဲ့စကားတွေပြောတယ်ဟဲ့လားမင်းအပြင်နောက်ထပ်နဗီတို့ကြာမရှိတော့ဘူးလားတဲ့မင်းကနဗီဖြစ်အောင်လို့နောက်ဒုတိယပုဂ္ဂိုလ်ဘာပြောလို့ဆိုတော့ဒုတိယပုဂ္ဂိုလ်ဘာပြောလို့ဆိုတော့မင်းကွာတဲ့ဟဲ့လားဟိုသွားလိုက်စမ်းပါကွာတဲ့ငါဘာဖြစ်လဲငါတို့နဲ့စကားပြောမိတယ်မှသွားလိုက်စမ်းပါတဲ့ နော်အတေရာလူဆိုတဲ့တယောက်ကလည်းဘာပြောလို့ဆိုတော့ငါမင်းနဲ့အခုလိုစကားရက်ထုံးနေတာကငါ့ရဲ့အချိန်ကြီးစကားဖြစ်တယ်ချိန်ကုန်တယ်အဲ့လိုကြီးပုံစံပဲပြောခိုင်းတဲ့အပြင်သူတို့ကတမန်ကြီးဆောဆောမှုဘာလို့တစ်ခါပြီးလို့အဲ့ဒီကကကျုံခိကျုံဆိုတာကဘာလဲတခင်ကဘာပြောလို့အဲ့ဒါပဲနားတယ်ကျုံဆိုတဲ့အလုပ်ကသူ့ရဲ့ကိုယ်ပိုင်အုံတော့နဲ့ဆုံးဖြတ်နိုင်တဲ့အခြေအနေဘာမှမရှိဘူးစိတ်ကိုယ်ကကျုံစိတ်ဟုတ်လား ကျုံကလည်းကျုံအလုတ်ကလည်းဘာမှမဖြစ်မင်းလှုပ်ဆိုအစနေကုန်လှုပ်လာပဲကျုံညောင်းနေလှုပ်လာပဲအဲမင်းစားဆိုစားလှုပ်ဆိုလှုပ်ဒါပဲ तू မင်းဘာလို့မလို့ဆိုတဲ့ idea သူထဲမှာဘာမှမရှိဘူးတခင်ကညှို့ပြမှမင်းဒါလေးဒီလိုလှုပ်တဲ့ဒီလိုလေးစီလိုက်ဆိုစင်အဲ့ဒါလေးကိုလှုပ်နေဒါပဲဒါကကျုံစိတ်ပေါက်နေတဲ့သူအဲ့ဒီသူတွေကိုဘာလို့ကုန်လို့ခဲတွေနဲ့ပေါက်ခိုင်းနေပါဇက်ကဒီလိုညစ်တိညစ်ပန်ဆဲခိုင်းနေအဲ့လိုညစ်တိညစ်ပန်ဆဲခိုင်းတဲ့ခါမှာတမန်တော်မြတ်ဆောဆန်နဲ့ဇိုက်ဘင်ဟာရီစာက ။ဘာဖြစ်တော့ဆိုတော့သုံးမိန်ပတ်တယ်။သုံးမိန်ပတ်တယ်ပါ။ကမ်းမမီလမ်းမမီနဲ့ပြေးခဲ့ရ။တမန်ရွှေဆောဆန်ကပြန်ပြုတော့အမင်းရှိတယ်။ခေါင်းကခွေးတွေခန္ဓာကိုယ်ကခွေးတွေခန္ဓာကိုယ်တည်းလည်းခဲတွေနဲ့ထုတာလားကျင်းနေပြီ။အယိုးတွေကောအသားတွေကောစောက်ပြတ်နေပြီ။ခန္ဓာကိုယ်သွေးအလိမ့်လိမ့်အင်းကြီးတွေမှလည်းသွေးအလိမ့်လိမ့်အောက်ကဖနှက်နဲ့ဖနှောင်းနဲ့သွေးနဲ့ကဒီလိုကတ်နေတယ်ဖနှက်နဲ့။အဲ့လောက်ထိအောင်ကိုရောမြတ်ကြီးဆောဆန်သွေးညီခခဲ့ရ။အဲ့ဒါဒီဝိဇာဒဇိုက်ကင်ဟာရီစာကရှေ့ကနေကားတယ်။ ကာတော်ညာလည်းပဲသူသူလည်းလူသားပဲလေကိုရောလောက်တန်သူကအင်အားမရှိဘူးဟာလားသူ့ကိုအများဆုံးကြည့်တယ်နောက်ကျတော့သူလည်းမခံနိုင်ဘူးအားလုံးကဂဲထန်ရပြီအားလုံးကတမန်တော်ဆန်ဆန်ကိုလာပြီးကြည့်နောက်ဆုံးကမ်းမမြင်နမ်းမမြင်နဲ့အဲ့လိုသွားရင်းကနေပြီးတော့ကျတော့ဖက်ဒီနေရာကိုရောက်လာတာအခုခုကျွန်တော်တို့ညက်နေတဲ့နေရာဖက်ဒီနေရာကဥယျာဉ်ဒီဥယျာဉ်ကိုဘသူကပိုင်လို့ဆိုတော့ဥတ္တမနဲ့ရှိုက်ပါဆိုတဲ့ညီကိုနှစ်ယောက်ကပိုင်နေတာဥယျာဉ်အဲ့ဒီဥတ္တမနဲ့ရှိုက်ပါက ူရဲ့အပေါင်းပါတယ်လို့ဆိုတော့မကံမြို့မှာတမန်တော်မြတ်ဆလောလောလိုင်းဆလမ်ကိုဒုက္ခပြီးလိုက်ပြီးတော့နှောက်ရက်နေတဲ့အသက်ကိုရန်ရှာနေတဲ့အဘူဂျဟန်တို့အဘူလဟပ်တို့ရဲ့လူတွေအဘူဂျဟန်ကဘုရားတမန်တော်မြတ်ဆလောဆိုင်ကုလေရင်အဘူလဟပ်ဆိုတာဘုရားတမန်တော်မြတ်ဆလောဆိုင်ကုလေရင်နေအသူတို့ရဲ့အပေါင်းပါတွေပေါ့သူတို့ရဲ့အပေါင်းပါတွေပဲဥဒ္ဓဘာနဲ့ဆိုင်ပါကကျင်းရင်းလွှိုင်းကနေပြီးတော့အော်ဒီမှာအရေးကြီးတဲ့ကောင်းလေဒါဥယျာဉ်ချမ်းဆိုပြီးတော့ဒီမှာက အတီးအနှုတ်ဆိုင်တဲ့စက်ပြတိကစားဒီထဲမှာစိုက်ထားတာအဲဒီလုံးကဒီပါရင်ပြန်နေမြေကအဲ့ဒါယာတိမှုတို့ကမြတ်တာလည်းနည်းနည်းအေးတယ်နောက်တစ်ခုကအပင်ဆိုင်ရင်ဘာပစားပင်အများကြီးရှိတယ်ဒီမှာတတိပဏ္ဏကြီးအများကြီးပေါ်တဲ့နေရာဒီနေရာကအဲ့တော့အဲ့တော့ဒီထဲမှာတော့ခါလို့ခဏဝင်နားရင်တော့ကောင်းမယ်လေးဆိုပြီးတော့ဖေးအလိမ့်နေနဲ့ဖေးအလိမ့်နေနဲ့ဝင်လာတဲ့အခါကျတော့အခုနဩသွားတဲ့ဆိုင်ပါကမြင်နေမြင်တော့ခါကျတော့မင်းတို့ဘာဖြစ်တာတော့ဘာဖြစ်လာကြတာတော့ဆိုပြီးမေးတယ် မင်းတော့ဒီလိုဒီလိုပဲဟိုပါအိပ်ကြီးကနေပြောခဲနဲ့ပေါက်လိုက်လို့ပါအိပ်ကလူတွေကနေလောက်ခပေးလိုက်လို့ကျွန်တော်တို့ထပ်ပြေးတာကဘာလို့ပြောတဲ့ခါမှာဒီကောင်ကြီးကွာတဲ့လူသားချင်းမဆန္ဒလာတဲ့ဟောသူတို့ကတမန်တော်ကိုချစ်လို့မဟုတ်ဘူးဒါငါတို့မကမြို့သားဆိုတဲ့ပုံစံကိုလည်းသူကနာတာအဲ့ဒီလိုနာရှိချက်နဲ့သူကဘာပြောလို့ဆိုတော့အုနဲ့အတန်းဆိုတဲ့ကျုံလေးကအဲ့ဒီဥယျာဉ်ခြံထဲမှာအလုံးလုံးတာအတန်းဆိုတဲ့ကျုံလေးက ဒီဥယင်ခံထဲမှာအလုတ်လုပ်တာဥသမာနဲ့ရှိုက်ပါကဘာပြောလို့ဆိုကဲကွာမင်းတို့ကိုနည်းနည်းအခံလိုက်ကွာရင်းနေပါလိကြိုက်လိုက်ဆိုပြီးတော့အဲ့လိုပြောပြီးတော့သူကသူ့အလုတ်သူ့ဆက်လုပ်တယ်သူသူခီးကိုသူဆက်သွားလိုက်ကြသွားလိုက်ကြတော့အဲ့ဒီအဒတ်ဆိုတဲ့ကျုံလေးကဥယင်မူလေးကမလုပ်တော့ဆိုတော့သူတို့တဲ့ကိုရေလေးထပ်ပေးတယ်ဒီပြည်သီးလေးတွေကိုရေစီးပြီးတော့ချပေးတယ်ရေလေးတစ်ဖက်ကိုပူတော့လက်ထဲကိုပြေးလိုက်တဲ့ခါမှာတမန်နိမစ်ဆိုတဲ့ကရေလေးယူပြီးတော့ဘစ်စမီလာဆိုပြီးတော့ရေတောက်လိုက် အဲ့ဒါကိုတန်တော်နဲ့ဘယ်သူမှကြည့်လို့ဆိုအသတ်ကလည်းကြည့်အသတ်ကဒီမှာမှာပြတော့သူများရှိမှကြုံဖြစ်နေတယ်အလားကိုယ်ရင်မှုဖြစ်တဲ့ခြံအလုတ်တော်ဖြစ်တဲ့သားတာတကယ်တမ်းကသူကဥယျာဉ်မှုမဟုတ်ဘူးကြုံလည်းမဟုတ်ဘူးသူကအလားဂျော်ဒန်တို့ကိုလက်ဘလုံတို့ဘက်ကသူကနေသားအဲ့ဒီဘက်ကနေသားသူကတော်တော်အဆင်ရှိတဲ့ပုံကိုသူကကြမ်းရပုံကိုအဲ့ဒီကြမ်းထဲမှာပေါ်ထားတာဒီရက်ဒေတာမှာ တမန်တော်မုဟမ္မဒ်ဆိုတာပွင့်နိုင်မယ်တမန်တော်ပွင့်နိုင်တယ်အဲ့ဒီမှာတော့ဒါဘုရားသူကစောင့်တာဒီမှာအလုတ်ကမအဖြစ်နဲ့ဒုက္ခခံပြီးမင်းစားရရင်နေရရင်ပြီးရောဆိုပြီးတော့အလုတ်တော့ဘုရားသူကဒီမှာနာပြီးတော့စောင့်နေသူဖြစ်နေတယ်အဲ့တော့ဘစ်စမီလာဆိုပြီးတော့ရေတောက်လိုက်တဲ့ခါကျတော့ तू ကမေးတယ်ခင်ဗျာခုနကဘာဆိုလိုက်တာလို့ဆိုတော့ငါဘစ်စမီလာဆိုတာလေတဲ့ဘစ်စမီလာဆိုတာဘာတော့ငါအလ္လာရှိမြတ်ကိုတတ်တာပြီးဆိုတာဟာဒါဆိုရင်လေ နော်နောက်ထပ်ပြောပါဦးခင်ဗျာလေကျွန်တော်လည်းပြင်ပြောပြပါဦးဆိုတော့ဒီမှာအဲဒီမှာဒီတွားအဖို့လားတဲ့အကြောင်းရင်းတွေကိုသူ့ကိုပြောပြလိုက်တဲ့ခါမှာချက်ချင်းမြတ်တန်ကြီးမဲ့သူကအဲဒီမှာအစ္စလာမ်ကိုလက်ခံလိုက်အစ္စလာမ်ကိုလက်ခံလိုက်ပြောသူကဒီဘယ်နေသားလို့ဆိုတော့ကျွန်တော်ကနိုင်နဝါကတဲ့ဟာနိုင်နဝါဆိုကြည့်ရင်တမန်တော်ယူနုစ်ဟာလားတမန်တော်ယူနုစ်ရဲ့ဒါနေပဲတဲ့ဆိုတော့ဟာဟုတ်တယ်တမန်တော်ယူနုစ်ရဲ့ဟာဘယ်လိုခင်ဗျားမလို့တော့သိလာတော့ဦးလေ အဲ့ဒါစကလည်းတော့သူ့ကိုမေးလာတယ်ကျွန်တော်တို့ရဲ့တမန်တော်ကိုမေးလာဘယ်လိုလုပ်သိလာပုံလဲဟာသိလာပုံတဲ့ငါဌာနရဲ့နောင်တော်ပဲတဲ့သူလည်းနဗီတမန်တော်ပဲတဲ့ဒါဆိုရင်ခင်ဗျားကဘယ်သူတော့ငါမုဟမ္မဒ်ဒါနောက်ပိဆုံးတမန်တော်ဟာကျွန်တော်အဲ့ဒါကိုစောင့်မှုတွေကိုကျွန်တော်နားနေလာပါကျွန်တော်အဲ့ဒါကိုစောင့်မှုတွေကိုနားနေလာပါဆိုတမန်ကြီးမြတ်စွာဘုရားပေါ်မှာအဲ့ဒီမှာချက်ချင်းတန်ကြီးအစ္စလာမ်ကိုလက်ခံပြီးတော့ကိုရော့ကိုအဲ့မှာခေတ္တတုန်းကကောင်းကောင်းချတွေ့တယ် ။ကုပ္ပန်နဲ့ဆိုင်တာကမရှိတော့ဘူး။တမန်ကြီးဆိုတာနဲ့အလားဇိုက်ဘင်ဟာဇကဒီကနေပြီးတော့မှမကာမြို့ကိုသူပြန်သွားကြ။မကာမြို့ကိုပြန်သွားကြ။အဲ့တော့မကာမြို့ကနေပြီးတော့ဟိုဘက်ကမဒီနာကိုဟိဂျရာလုပ်တဲ့အကြောင်းကိုအဲ့ကြောင့်လားကျွန်တော်တို့မဒီနာကိုသွားတဲ့ခါမှာဆက်ပြီးပြောပြမယ်။အခုဂျမ်းပြအနေနဲ့ကခုပြောပြနေတာကဥသ္ဘာနဲ့ဆိုင်ပါကို သူတို့ပြန်ရောက်လာကြတဲ့အခါမှာသူတို့တပတ်ကိုတစ်ခါတော့လာတာကိုဥယျာဉ်တစ်သေးလေဆိုတော့ဒီဥယျာဉ်ထဲမှာသူတို့ကနေလာမှုတပတ်ကိုတစ်ခါတော့လာတယ်နှစ်ပတ်ကိုတစ်ခါလာတစ်ခါတော့သူတို့ကလာကြတယ်လာပြီးတော့ကြည့်တယ်တတိပဏ္ဏနေဆွတ်ပြခူးတယ်သူရောက်နေလူလောက်တာအဲ့တော့အဒတ်ကိုပြတဲ့အခါမှာအဒတ်ကနေပြတော့အဒတ်ဆိုတဲ့ဒီပုဂ္ဂိုလ်နေပြောတယ် ဲ့တော့ဒီပုပ်ပါဒါနောက်ပစ္စုတမန်တော်ကျွန်တော်ကအဲ့ဒီတမန်တော်ကိုရှာကြံဖို့တက်ကိုခင်ဗျားတို့ရဲ့အကြက်တွေတောက်ကိုကျွန်တော်ရောက်လာတဲ့သူဖြစ်တယ်ခင်ဗျားတို့သူ့ကိုတော့မပုံကံပါနဲ့အမျိုးမျိုးသူ့ကိုနားချတယ်ဘလို့မှနားချလို့မရဘူးနောက်ဆုံးကြတော့ဟိုဗဒံမျက်စိပွဲဖြစ်တယ် ဒါတရီရဲ့စေဖွဲ့ဖြစ်တဲ့အခါမှာဒီအူသမန်နဲ့ဆိုင်ပါကအဲ့ဒီကိုသွားဖို့လုပ်တဲ့အခါမှာဒီအသက်ဆိုတဲ့ဒီကျုံလေးကနေပြီးတော့တားတယ်မသွားနဲ့ခင်ဗျားတို့နဗီနဲ့သွားပြီးတော့ဖြစ်မယ်ဆိုရင်နဗီဘက်ကနေပြီးတော့အလောရှမဲရဲ့အခုကြီးရှိတယ်နော်ခင်ဗျားတို့ပဲပြည့်စည်သွားမှာမသွားကြပါနဲ့ဗျာခင်ဗျားတို့ကကျွန်တော်ဘက်မှာကောင်းခဲ့တယ်ကျွန်တော်ကိုနေရာပေးခဲ့တယ်ကျွန်တော်ကိုစားကြပေးခဲ့တယ်ခင်ဗျားတို့ကကျွန်တော်ကျေးဇူးရှိတယ်ခင်ဗျားတို့ကိုကျွန်တော်တိလာတဲ့ကိုပြောပြတာခင်ဗျားတို့မသွားပါနဲ့လို့ပြောတာကိုအဲ့ဒီအသက်ရဲ့စကားကိုကျုံရဲ့စကားမှာပါဘယ်လိုတခင်တွေရဲ့တဖေးတွေရဲ့နားတွေကိုရောက်နေ အဲ့ဒါဘယ်လိုနားထောင်မလဲနောက်ဆုံးဘာလုပ်လဲသူကအဲ့ဒီဒေါက်တာကိုသွားလိုက်တဲ့အဲ့ဒီမှာသူကအဲ့ဒီမှာတေးပုံကြတေးပုံကြဆိုတော့ဒီရဲ့အမွေကိုဆက်ခံတဲ့သူကမရှိတဲ့အခါမှာအဒန့်ဆိုတဲ့ဂျွန်လေးကဒီဥယျာဉ်ကိုသူပိုင်သွားတာသူပိုင်သွားတဲ့အခါမှာနောက်ဆုံးဘာလုပ်ပုံဆိုတော့ဒီထဲမှာပလီလေးသွားလိုက်တာအဲ့ဒီနေ့ဒီအောင်အဲ့ဒီပလီကိုမစဂျစ်တီအဒန့်အဒန့်ရဲ့ပလီဆိုပြီးတော့တွင်နေတာဒီနေ့ကျွန်တော်တို့ဘာအိတ်ကိုလာတိုင်းဒီဟာဒီနေရာကိုကျွန်တော်တို့ရောက်ကြဒီထဲမှာနမတ်ချင်းကြကံတော့ဝင်ဖတ်လိုက်ကြတယ် အခြေလေးကင်းရင်ပေါ့လေဟုတ်လားမကူချင်လည်းမဟုတ်ဘူးနောက်တစ်ခုကတော့ကူရရလည်းမပြည့်ညက်နေဘူးနံပါတ်၆ကိုဝင်ရတာလေဆိုရင်ဒီကျွန်တော်တို့အခုဇိုပဲဖတ်တာကြတော့ဘုသူလက်ရှိသေးတယ်ကျွန်တော်တို့ကနံပါတ်ဖတ်လိုက်လို့ရနူနာတူညာတကားတော့ဖတ်လိုက်ကြပါတော့အဲ့တော့အတက်စ်ဒီပလီဆိုတာတိသွားပြီနော်တမိုင်းကြောင့်ကအဲ့ဒီအတက်စ်ကတမန်တော်ကိုရှာရင်ကနေပြီးတော့ကြုံရှင်းနဲ့ရောက်လာရင်းရတယ်ဒါသူ့ရဲ့ဥယျာဉ်ခံဖြစ်သွားတာ ကဲဒါပါပဲအင်ရှာလာကျွန်တော်ဒီကနေနမနကဖတ်ပြီးတော့ရှင်းဖို့ဘယ်ခီးဆက်မလဲဟိုက်ချက်ကျွန်တော်ဘယ်ဟုတ်သွားမလဲမစကစ်တယ်လို့ဆုံးလို့သွားမယ်မစကစ်တယ်ဆုံးလို့သွားမယ်အဲအဲ့ဒါရောက်တော့မစကစ်တယ်ဆုံးပြအကြောင်းကိုနည်းနည်းရှင်းပြမယ်နော်